အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီဒီယိုဆရာမင်းပိုင်ဆိုဖြစ်ပါတယ်အကျွန်တော်ခုတစ်ခါမှာတော့ကျွန်တော်မိတ်ဆွေစနေသားသမီးအားလုံးအတွက်ပေါ့လေ9ရက်6လ2025ကနေ7ရက်6လ2025အတွင်းမှာကြုံတွေ့ရမယ့်တပတ်စာကံကြမ္မာဟောကင်းကိုကဏ္ဍတစ်ခုချင်းစီလိုက်ကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေစနေသားသမီးတွေပေါ့လေဒီတစ်ပတ်ကာလကဘလို့ကံတရားလေးတွေကြုံတွေ့ရတတ်လဲဆိုလို့ရှိရင်အဲဒီတစ်ပတ်ကာလကတော့စနေသားသမီးကျွန်တော်မိတ်ဆွေတွေအတွက်အမှန်တန်ကံကောင်းတဲ့ရက်တစ်ပတ်ကာလလေးမှာပါတယ်ဆိုတာလေအရင်ဆုံးပြောချင်တယ်ဗျာနော် အငွေကြေးရစပြီးပြောကြပါဆိုဗျာနော်အဒီတစ်ပတ်ကာလဒီစနေသားသမီးတွေအတွက်ငွေကြေးကံလေးတွေလက်လာပါလေးတွေအမရန်ရွှေမဲ့ဂိမ်းထဲမှာပါတယ်ဗျာနော်တချို့အလုံးဝမရတော့ဘူးထင်တဲ့ငွေကြေးလေးတွေဒီကာလမှာပြန်လဲရရှိတာမျိုးလေးတွေဖြစ်တတ်တယ်ငွေအကူအညီတောင်းရင်ရတတ်တဲ့အနေအထားလေးတွေဖြစ်တတ်တယ်ဟောနောက်ဆုံးပေးစရာရှိတဲ့ပတ်စံလေးတွေဆိုရင်တော့ကိုယ်မှာငွေလေးတွေရတဲ့အခါမှာတခြားသူတွေကိုပြန်ပြီးဆက်နိုင်တဲ့အနေအထားလေးတွေရလာလိမ့်မယ်ဗျာနော်အဲ့တော့ပုံမှန်ရက်တွေတက်စားရင်ဒီကလာဒီလက်လာပါရွှေမဲ့ငွေဝင်တက်တယ်ဆိုတော့ဂိမ်းထဲမှာပါတဲ့တို့ကအမရန်ဝမ်တာ PD ဖြစ်ဖို့ကောင်းပါတယ်ဗျာနော် ဆိုတော့တော်တော်လေးအကောင်းတယ်ပေါ့နော်အဲ့တော့ငွေချင်းနဲ့ပတ်သက်ပြီးစိတ်မပူဘူးတခုပဲထပ်ပြီးပြောမယ်ငွေရတာကလွယ်တယ်ပေါ့လေဒါဘယ်သူမှမဆိုရရင်ရတာပေါ့ဒါပေမဲ့တော့အဲ့ရတဲ့ပတ်စံမြဲဖို့ကြတော့ခဲနေတာပေါ့လေအဲ့ဒီမှာစနေသားသမီးတွေလည်းပါတယ်ဗျပတ်စံလက်ပိတ်မဲ့ဂိမ်းထဲမှာလုံးဝမပါဘူးရတဲ့ပတ်စံမြဲလားဆိုတော့မမြဲဘူးဗျအပြောက်အပြက်လေးတွေများတဲ့သဘာဝထဲမှာရှိတဲ့အတွက်ငွေချင်းလေးတွေစစ်စစ်သုံးဆွဲပါ ဟိုအမှန်တော့စီစစ်သုံးဆွဲလို့မာတော့လည်းပဲတကယ်တည်းအပြင်မစီစစ်တာတော့မဟုတ်စီစစ်ရတဲ့အတိုင်းကိုစီစစ်လို့မရဘူးဖြစ်နေတယ်မကုံမဖြစ်ကုံရမယ့်အရာတွေအများကြီးဖြစ်နေတာမျိုးတွေဒီဖြစ်တဲ့အတွက်ငွေကြီးကတော့တော်တော်လေးတော့ဂယူဆိုင်ကမှာပေါ့လေအဲ့တော့လက်လာပါရှင်နဲ့ငွေဝင်နဲ့ဝင်ပြီးပြန်ထွက်လိုက်မယ်ဒလဟောင်းဝင်ဒလဟောင်းထွက်ဆိုရင်ပို့ပြီးတော့မှန်ပါလိမ့်မယ်ဗျာနော်ပြီးတော့စနေသားမြေတွေပေါ့လေဒီကလာမှာတန်ဖိုးကြီးတဲ့စက်ပစ္စည်းတွေဝင်တဲ့ကိန်းလေးတွေရှိတယ်ဗျာနော်အဝင်တော်တယ်ဗျတချို့တွေကဆိုင်ကယ်တွေပါတယ်ဝင်တာမျိုးတွေတွေပေါ့လေတန်ဖိုးကြီးတဲ့စက်ပစ္စည်းတွေဝင်တာတချို့က စိန်လက်စွပ်ကြီးတွေပါတွေဝင်တာနော်အဲစိန်နက်ကတွေပါတွေဝင်တာအားထဖြစ်တဲ့ဒါကတော့လူတွေမှုအနေထားတွေပေါ်မူတည်ပြီးတရားနဲ့တရားကွာခြားမှုတွေတွေတော့အများကြီးရှိလာပါလိမ့်မယ်ခင်ဗျာနော်အဲ့တော့အင်္ဂါနာနဲ့ပတ်သက်ပြီးဝင်ဝင်အဝင်တော်တယ်ခင်ဗျာနော်အပြင်ဒီကလာမှာလေအရေးကြီးတာကအဲစနေသားသမီးတွေကိုကျွန်တော်အလုပ်နဲ့ပတ်သက်ပြီးမာကျင်တာဗျာ ဲ့တော့ဘာလဲဆိုတော့အလုတ်ကလေးအတွင်းရံလေးတွေရှိလိမ့်မယ်နော်တစ်ချက်သတိထားပေးရံအတိုက်ခိုက်လေးတွေအရင်များတယ်ဗျများတော့လက်ရှိလုတ်ကနေထွက်ချင်ပြောင်းချင်ချွေးချင်တဲ့စိတ်တွေပုံမယ်ပြောင်းတော့ကောင်းလာမင်းရင်တော့ကျွန်တော်သဘောရဆိုတော့ဒီအလုတ်ကထွက်ပြီးတော့နောက်အလုတ်တစ်ခုသူတို့ဘာအလုတ်ကိုပဲထပ်ပြီးပြောင်းမယ်ဆိုရင်အတူတူပဲဗျအလုတ်ပြောင်းလိုက်လို့အခုကြုံနေရတဲ့ရံအတိုက်ခိုက်လေးတွေပြေမှာမဟုတ်ဘူးအထက်သူကြီးကိုဘလောက်ပဲကောင်းကောင်းလုတ်ခေါ်ကင်မတ်ချင်းချင်းမနာလိုတိုက်ခိုက်တာလေးတွေကိုယ့်ရဲ့မားခွက်ကိုထိုင်ဆောင်နေတဲ့သူတွေအများကြီးရှိတယ်။အကန့်ချောက်ဖြစ်တာဟုတ်ဗျ။အဲ့တော့အလုတ်ပြောင်းလိုက်တာကအဖြစ်တစ်ခုမဟုတ်ဘူး။လက်ရှိအလုတ်မှာပဲ အဆင်ပြေအောင်တိခံလုပ်ပြီးတော့လိုအပ်တဲ့ရည်ရည်လေးတွေခြေပြီးနေတာကောင်းတယ်အဲ့လိုမှတိမခံနိုင်ဘူးထွက်မယ်ဆိုခဲ့ရင်လည်းသူတို့ဘာအလုံးမလုပ်တော့ဘဲနဲ့ကိုယ်ပိုင်စီဝါရေးလေးတခုကိုဒီကာလမှာအကောင့်ထဲပေါ်စတင်လိုက်မယ်ဆိုရင်တော့အမှန်တန်ကောင်းတဲ့မျိုးစစ်တွေတခုချလိုက်တာနဲ့အလားတန်အတူတူပဲချက်ချင်းလက်ငယ်ကြီးမအောင်မြင်အောင်မှဒီကာလမှာစတင်ပြီးလုပ်လိုက်တဲ့အလုပ်ကိစ္စတွေကလာမယ့်အနာဂတ်တွေမှာအသေးဝင်နေအေကံမုတ်ချခံစားရပါလိမ့်မယ်ဗျာနော်အဲ့တော့ကိုယ်ပိုင်စီဝါရေးလေးတခုလှုပ်ဆွေးခြင်းတယ်တယောက်အားနဲ့မရခဲ့ရင်လေစုပေါင်းဆောင်ရွက်လုပ်တဲ့ကိစ္စတွေကပို့ပြီးအားကောင်းတဲ့အတွက် လှုပ်ပြအောင်လှုပ်ပါလို့အကြံပေးခြင်းနဲ့ဗျာနော်အဲဒီကလာမှာစနေသားသမီးတွေအနေနဲ့ဘလို့လုပ်ငန်းလေးတွေကအကျိုးပေးလဲဆိုလို့ရှိရင်လေအုတ်ရောင်းတာတို့အုတ်သေးကြောက်ပေါ့လေအဲဒါမျိုးတွေအရန်ကောင်းတယ်အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးတွေကောင်းတယ်နော်ပြီးတော့အိတ်တွေပါတွေရောင်းတာပေါ့လေနော်အဲ့တို့အောက်ထောက်တို့အဲ့ဒါမျိုးတွေရောင်းဝယ်ဖောက်ကားတာဘေးလွယ်အိတ်တွေပါတယ်အကုန်လုံးရောင်းလို့ရတယ်ဗျာနော်ပြီးတော့စာအုပ်တို့အဲစာတိစာရိုက်တော့မိတ်တူစာအုပ်တွေနော်စာရေးကိရိယာဒါမျိုးတွေရာအစရောင်းဝယ်ဖောက်ကားအရန်အကျိုးပေးတယ် ကြောင်သုံးစာအုပ်တွေနဲ့ပတ်သက်တဲ့ခါလေးတွေအစာအဆုံပါပဲရောင်းဝယ်ဖောက်ကအမရန်ကောင်းတယ်ပြီးတော့စံဆိုင်လေးတွေဖွင့်တာစီဆိုင်လေးတွေဖွင့်တာစလို့ဆိုင်လေးတွေဖွင့်တာလေးတွေအစာအရန်ကျိုးပေးတယ်လှုပ်ပြောင်နဲ့လှုပ်စေချင်တယ်ဗျာနော်အဲ့လိုလုပ်ငန်းတွေယဉ်ညင်းမြုံနံပြီးလုပ်တဲ့သူတွေကတော့အရန်ကောင်းလုံးတယ်နော်ကျမ်းမာရင်လည်းပတ်သက်လို့ရှိရင်တော့ဆလီသားသမီးတွေလေအဲဒီကလာမှာအူတက်ပေါက်တာအူယုံနာလေးတွေဖြစ်တဲ့အတွက်ဘိုက်ခွဲရတဲ့ဂိမ်းလေးရှိတယ်လုံးဝမမေ့ပါနဲ့နော်ပြီးတော့အသက်အရွယ်ကြီးနေတဲ့သူတွေဆိုရင်လေထုလျောက်လေးတွေပြင်းပြင်းထန်ထန်ဖြစ်တဲ့အခါ လေနဲ့ပတ်သက်တဲ့ယောဂါလေတဆုပ်ဖြစ်တာလေးတွေရာစားသွားကြုံရတဲ့မပေါ့ဆက်ပါနဲ့ဒါအပြင်မျက်စိခွဲရဆက်ရတတ်တဲ့ဂိမ်းလေးရှိတယ်မျက်မှန်ပါဝါတိုးရတာเนาะမျက်စိနဲ့ပတ်သက်တဲ့ယောဂါလေးတွေရတတ်တဲ့တို့ကအဲကျမ်းမာရေးအညံ့မှာတော့ရှိတယ်ဂယုဆိုင်ပဲဒီကလာမှာအတွင်းရန်ရှိတာဖြစ်တဲ့တို့ကမိသားစုဆိုလို့ရှိရင်လည်းလေမိသားစုအချင်းချင်းစိတ်ဝမ်းကွဲတဲ့အနေထားလေးတွေဖြစ်တတ်တယ်ကိုကအယံမှန်တယ်ဘလောက်ပဲမှန်မှန်ကို့ကိုအထင်မဲ့ပြီးတော့ကို့ရှင်းပြရင်လည်းလက်မခံဘူးဆိုတဲ့အနေထားလေးတွေဖြစ်တတ်တယ်အလောက်ထက်မှလည်းအဲ့တိုင်းပဲเนาะအဲ့တော့အများနဲ့တယောက်လိုမျိုးဖြစ်နေတဲ့သဘာဝရှိတဲ့အတို့က ဟိုစိတ်လေးကိုအတက်နိုင်ဆုံးထိန်းချုပ်ပြီးကံအညာခါရောက်ဖြစ်တာဆိုတော့ဒီကံလေးတွေကြော်သွားပြီးလာမယ့်အချိန်လေးတွေကြာရင်ကောင်းမယ့်ဟာလေးတွေကတထပ်ပို့ပြီးကောင်းဖို့စောင့်နေတာဖြစ်တဲ့အတွက်ဘာမှစိတ်မပူပါနဲ့ဗျာနော်ဒီကလာမှလေအလုပ်တွေဘာတွေလှုပ်တာပဲဖြစ်ဖြစ်ပေါ့လေအထူးသဖြင့်ပတ်စံတွေဘာတွေပဲရှိရှိမြေတွေဘာတွေဝယ်လို့လုံးဝမသိမ့်တော့ဘူးမြေတွေခြံတွေလုံးဝမဝယ်ပါနဲ့ရောင်းမဝယ်မဖြစ်တဲ့တဘာဝရှိတဲ့အတွက်အဝင်မတော်ဘူးအဲမြေကိစ္စအဲခြံကိစ္စတွေကိုအကြောင်းပြုပြီးတော့အမှုကိစ္စတွေပါရင်ဆိုင်ရတတ်တဲ့ဂိမ်းတွေပါပါတယ်နော်တချို့ကတော့အမြေကိစ္စအမှုကိစ္စတွေလည်းပါတယ် ပြီးတော့မောင်နှမအချင်းချင်းမိတ်ဆွေချင်းချင်းမိတ်ပြတ်ဆွေပြတ်အနေထားလေးတွေသဘောထားကွဲလိုက်တာတွေဖြစ်တဲ့ဂယုဆိုင်နော်မပေါ်ဆက်ပါနဲ့အဒီကလာမှာအလုပ်တွေပါလေလှုပ်တာအိမ်ပြင်အိမ်ဆောက်တာတွေအိမ်ရောင်းဝယ်လှုပ်တာတွေဆိုလဲအရန်အားကောင်းတယ်ဗျလှုပ်ဖြစ်အောင်လှုပ်စေချင်တယ်နော်အဲ့မြေတွေခြံတွေကတော့လုံးဝမဝယ်ပါနဲ့ထပ်တလဲလဲအကြံပေးတာအခြေအိမ်တော်ရင်းနဲ့ပတ်သက်လို့ရှိရင်တော့စနေသားသမီးတွေကဒီကလာမှာအမရန်လက်ပွင့်ကံပွင့်နဲ့ဂိမ်းထဲမှာပါတယ်ဗျာနော်ကိုက အဲဘယ်လိုပြောမလဲစိတ်ကြရွှေချက်ဝင်ရပြီဆိုတဲ့အနေအထားထဲမှာပါတဲ့အတွက်ချစ်သူမရှိတဲ့သူတွေဒီကာလမှာရတဲ့ချစ်သူတွေကလေဘဝအတွက်ကောင်းကင်နဲ့ချစ်သူအိမ်တော်မကောင်းနေဖြစ်နိုင်တယ်အိမ်တော်တွေပါတယ်ပြုမဲ့ဆိုနေဒီကာလမှာအမြန်ဆုံးပြုဖို့အကြံပေးနေတယ်ဗျာနော်ပြုလိုက်တဲ့အိမ်တော်ကလည်းမြဲမြံခိုင်မာစေတဲ့အနေအထားလေးတွေကြုံရလိမ့်မယ်နော်အိမ်တော်ရှိတဲ့သူတွေတွေချစ်သူရှိတဲ့သူတွေတွေတစ်ချက်လောက်အကြံပေးနေတယ်အဲ့ဒါဘာလဲဆိုတော့အဲအမျိုးသမီးလေးလေးဆိုရင်ကိုယ့်ရဲ့အမျိုးသားပေါ့နော်ဂျာထဲမှာမိမအနောက်ရှက်လေးတွေဝင်တဲ့အခါမှာပြဿနာအနောက်ရှက်လေးတွေပေါ်တတ်တယ်အမျိုးသားလေးတွေတစ်ချက်သတိထားမယ် မိမကြောင့်စိတ်ညစ်စိတ်ဒုက္ခရောက်တတ်တယ်ဆိုတဲ့ကိန်းထဲမှာသွားပါတဲ့အတွက်မိမအနောက်ရှက်လေးသတိထားရှောင်ရှားပါလို့အကြံပေးခြင်းနဲ့နော်အဲချစ်သူအိမ်တော်ဘက်ကအထူးသဖြင့်ပေါ့လေအဲဘုတ်ခူသာသမီစနေသာသမီတွေဆိုရင်ပို့ဆိုးတယ်နော်သူတို့ကိုအကြောင်းပြုပြီးစိတ်ညစ်စိတ်ဒုက္ခလေးတွေရောက်တတ်တယ်ဒါပေမဲ့စနေဘုတ်ခူဆိုတာတဆိုင်ကြာတာရိလက်ပါတယ်ဗျအဲ့ဒီနာနေကိုအကြောင်းပြုပြီးတက်ရှိတတ်မဲ့အရာအလုံးကိုဒုက္ခပေးတတ်တယ်မမေ့ပါနဲ့နော်မပေါ့ဆက်ပါနဲ့ပြီးတော့ပညာရေးလက်လက်တစ်ချက်အားနေတာမျိုးလေးတွေဖြစ်တတ်တယ်နော်ဂယုဆိုင်ပြီးတော့ ပြည်သာရေးကိုဝရိယအားလေး၂ဆလောက်တင်မှာတော်ခါကြမယ်အဲ့လိုမှမဟုတ်ဘူးဆိုရင်အညံ့လေးတွေကြုံဝမ်းတက်တယ်ပြိပသွားမဲ့သူတွေဆိုလည်းဒီကလာမှာထွက်ဖို့ကြိုးစားဖို့နော်ဟာပြိပသွားတက်တဲ့ဂိမ်းတွေမှာပါတဲ့တို့ကအဆင်ပြေတယ်လင်ရင်ခီးစင်လေးတွေပါလေးတွေစီရတက်တဲ့ဂိမ်းရှိတယ်နိုင်ငံသားသွားတက်တဲ့ဂိမ်းတွေမှာပါပါတယ်ဗျာနော်စောလာ9ရက်6ရက်9ရက်10ရက်11ရက်အဲ့ရက်တွေဇတိုင်းအမရန်ကံကောင်းတယ်ဗျာနော်ကိုပင်မနာတဲ့အပင်မခံတဲ့ဟာလေးတွေကအသေးပွင့်ခံစားရတယ်အချိုးကောင်းလေးတွေရရှိတတ်တယ် ီးတော့ဘာကိစ္စပဲလို့လို့ကိုယ့်ကိုအကူအညီဆောက်ရှောက်မဲ့အကြီးအကဲတွေထံကနေလိုတဲ့အကူအညီလေးတွေရရှိပိုင်ဆိုင်လိမ့်မယ်ဗျာနော်အလုပ်လုပ်တဲ့အခါလဲအရက်ပိုင်းတွေမှာအကြီးအကဲတွေနဲ့လှုပ်ပြီးလို့ရှိရင်အရှိတောင်တော့အရက်ကိုခရီးထွားတာလေးတွေဖြစ်တတ်တယ်ထူခြားတဲ့သတင်းစကားလေးတွေကြားရတတ်တယ်ရက်ဝေးနေကြကနေလဲကောင်းတဲ့သတင်းစကားလေးတွေကြားရတတ်တော့အဆင်ပြေတာပေါ့ပြီးတော့ကျမ်းမာရေးညံ့ခဲ့အောင်အဲ့ခါလာမှာအင်္ဂါသားသမီးဆရာဝန်နဲ့ပြမယ်ဆိုရင်အနာနဲ့ဆေးနဲ့တိုးပြီးတော့အမြန်ဆုံးတက်တာပြောက်ခွင့်နဲ့နာရာရှည်ဖြစ်နေတဲ့ကျမ်းမာရေးအညံ့အခိုက်တွေပြေပြောက်သွားမှဖြစ်တဲ့အတွက်အမရံဝမ်းတာဖို့ကောင်းတယ် ဇွန်လ9ရက်အဲ့ရက်မှာတော့အညံ့လေးတွေရှိတယ်အတွင်းညံ့လေးတွေရှိတယ်မိသားစုတွေမှာရောအပြင်မှာရောအလုပ်ထဲမှာရောနော်လူရင်းလူယုံဒုက္ခပြီးတဲ့မိတ်ပြက်ဆွေပြက်ဖြစ်တဲ့ဂိမ်းတွေမှာရှိတဲ့အတွက်ချစ်လို့ပြောမရရင်တော့အမုန်းခံတဲ့ကာလပဲဗျဂယုဆိုင်မယ်ကိုယ့်ရဲ့အကြံစီတွေကိုသူတို့ဘာဖြတ်လို့ဖြစ်စီလောက်တတ်တယ်အတိုက်ခိုက်လေးတွေအရင်များမယ်နော်မမေ့ပါနဲ့ဒီကာလမှာကန်ဒရာရဲ့ထောက်ပံ့မှုတွေအပြည့်အဝရအောင်နပြရအောင်အစဲရအောင်အနုအရင်အနေရောင်ရွှေရောင်တို့ကိုအဓိကထားဝတ်ဆင်သုံးဆွဲပေးပါ။ဒါပြင်စိတ်ခေပန်း၊အုံညွန့်အုံပန်း ဇီရဝါဘန်းဇဘေဘန်းတို့ကိုမိမိတို့ယုံကြည်ကိုးကွယ်တဲ့ဘုရားမှာဘုရားပန်းကတ်တာပဲဖြစ်ဖြစ်အနေအိုက်ကနေမှာအလဘောင်ထိုးတဲ့နေရာမှာပဲဖြစ်ဖြစ်ပြုလုပ်တုံဆွဲပြီပါအဲ့တော့ကျွန်တော်မိတ်ဆွေစနေသားတို့တွေပေါ့လေအဲဒီတပတ်ကာလကကောင်းတဲ့ကံလေးတွေအများကြီးပါပဲเนาะအနေငယ်တော့အတိုက်ခိုက်အញ្ញံခိုက်လေးတွေရှိတယ်ရှိတော့ဒီအញ្ញံလေးတွေกินပြီးတော့ကောင်းတဲ့ကံလေးတွေပိုကောင်းဖို့အတွက်ရရရချီရမှာပေါ့ဗျာအဲ့တော့ရရရအနေနဲ့ဘယ်လိုလုပ်ရမလဲဆိုတော့စိတ်ဓာတ်ဟင်းလေးချက်ပြီးတော့ချက်နိုင်တဲ့ချက်ပေါ့ဗျာမချက်နိုင်တဲ့ဝယ်ပေါ့ အဲ့ဒါလမ်းမှာဆုံးခံကြရတဲ့ရဟန်းတန်ကတော့တဘာဘာကိုလောင်းလို့ပေးပါဗျာနော်။ကောင်းတဲ့ကံလေးတွေကအေကံမုတ်ချဖို့ရေးကောင်းသွားပါလိမ့်မယ်။ကြုံရတဲ့အညံ့ခတ်တွေပြေပြောက်ခြင်းနဲ့ဆိုရင်ခြောင်အောင်ကျော်လေးကိုထမင်းလေးနဲ့နယ်ပြီးတော့လမ်းဘေးကခွေးလေးခွေးနေနေလေးကိုဒါနပြုကျွေးခြင်းအဖြစ်ပိတ်နေတဲ့လက်လာပါလေးတွေပွင့်ပြီးကောင်းကျိုးချမ်းသာလေးတွေအေကံမုတ်ချရရှိပိုင်ဆိုင်ပါလိမ့်မယ်။စနေသားသမီးအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းများဖြစ်ပြည့်စုံကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးပါရစေ။